မင်္ဂလာပါအခရစပွန်ရဲ့ပရီးမီယာလိပွဲစဉ်38အတွက်ပွဲချုပ်30ချက်စီစဉ်နေပြန်လည်ပြီးတော့ကျူစွာလိုက်ပါတယ်ကျွန်တော်က KI host ကောင်းခံနိုင်ဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်တို့မြန်မာလေငယ်ကစားမဟောင်းတန်းထောင်ဖြစ်ပါတယ်ခွေဒီတစ်ခေါက်ဒါပွဲစဉ်38ထဲကဒါအစောဆုံးကစားမဲ့ပွဲစဉ်တွေကဒါကျွန်တော်အကောင်းဆုံးပွဲစဉ်တွေလို့ရွေးချယ်ပေးထားတဲ့ပွဲစဉ်တွေများဖြစ်မယ်ဆိုလို့ပြပြပေးပါအောင်ဗျာ ဟုတ်ကဲ့ပါကိုကြီးဒီပွဲစဉ်ကတော့ Premier League ပွဲစဉ်39အဖြစ်တောက်ကြနေညမှာရှင်ပြန်ကစားမယ် Chelsea အသင်းနဲ့ Manchester United အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ခင်ဗျာလက်ရှိကျွန်တော်တို့ကအမှတ်ပေးစရာတွေအရာတော့ Chelsea အသင်းကတော့ဒါနောက်ရသည်ကျွန်တော် Champion League ဝင်ခွင့်အတွက်ဒါသူတို့အနေနဲ့ဒါအကောင်းဆုံးရှင်ပြန်ကစားထားခဲ့ပြီးတော့အဆင့်9နေရာမှာရပ်တည်နေတယ်ဒါမှလည်းသူတို့အနေနဲ့အရင်ကြီးတော့ဒါကျွန်တော်တို့ဒါတိကျတေချာနေတဲ့အနေထားတော့မဟုတ်သေးဘူးဗျာဒီနေ့ပွဲစဉ်မှာသာဒါကျွန်တော်တို့အလွဲချော်လေးဖြစ်သွားခဲ့မယ်ဆိုလို့ရှိရင်တော့အောက်က Aston Villa တို့နောက်ကျွန်တော် Northern Forest တို့ကနေပြီးတော့ကြော်တက်သွားနိုင်ကြီးရှိတဲ့အနေထားတစ်ခုတော့ရှိရယ်နောက်ထပ်တစ်ခုဆိုရင်ကတော့ အစတန်ဗီလာအဆင့်6နေရာအစတန်ဗီလာအတင်းနဲ့ရမှတ်တူအနေထားဖြစ်နေတာဖြစ်တဲ့အတွက်သူတို့အနေနဲ့တခုခုမှဒါကျွန်တော်လွဲချော်ဒါ တိမ်ဆောင်သွားလို့မရတဲ့အနေအထားတစ်ခုပြဆိုတော့ဒီနေ့ပွဲစဉ်မှာလည်းသူတို့သေချာပေါ့အမှတ်အနိုင်၃မှတ်ကိုလိုအပ်နေတဲ့အနေအထားတစ်ခုလို့ပြောလို့ရတယ်မန်ချက်စတာယူနိုက်တက်အသင်းကတော့သူတို့အနေနဲ့ပရီးမီးယားလိမှာဘာမှမျှော်မှန်းစရာမရှိတော့ဘူးပြဆိုတော့တန်ဆင်းဆောင်ကလည်းဒါကျွန်တော်တို့ဒါတန်ဆင်းဆောင်အထက်မှာရက်တည်နေရဆိုပေမဲ့လည်းတန်ဆင်းဆောင်ကနေပြီးတော့ဒါလွတ်သွားပြီဆိုတော့ဒီရာသီအတွက်သူတို့အနေနဲ့ဘာမှအများကြီးမျှော်လင့်စရာမရှိတော့ဘူးဒါအဆင့်၁၀အတွင်းဝင်ဖို့တော့မျှော်လင့်ချက်မရှိတော့တဲ့အနေအထားတစ်ခုမှာပရီးမီးယားလိသည်သူတို့အတွက်အရေးမကြီးတော့တဲ့အနေအထားနောက်တဲ့တစ်ခုရှိတာကမန်ချက်စတာယူနိုက်တက်အသင်းဒီရှေ့မှာဒါကျွန်တော်ယူရိုပါလိဖိုင်နယ်ကံရမယ့်အနေအထားဆိုတော့ဒီနေ့ပွဲစဉ်မှာသူတို့အနေနဲ့ဘယ်လိုမျိုးလူစင်းနေပေါ် ွက်လာမှာလို့ဆိုတော့ကျွန်တော်တချက်အဲ့ဒါလေးပဲစောင့်ကြည့်ရတော့မယ်အနေထား Chelsea အသင်းတော်ကတော့တော်တော်လေးကိုအရေးကြီးတယ်အနေထားတခုနောက်ရသည် Champion League ဝင်ခွင့်အတွက်တခုတည်းသောလမ်းကြောင်းတခုတည်းသောမျှော်လင့်ချက်ဖြစ်တဲ့အတွက်သူတို့အနေနဲ့ပို့ပြီးတော့အရေးကြီးတဲ့ပွဲစဉ်တွေကိုရင်ဆိုင်ကစားမှာဖြစ်တဲ့အတွက်နှစ်သင်းစလုံးအတွက်ကတော့ဒါကြီးလို့ကောင်းမဲ့ပွဲစဉ်တွေပွဲတော့ဖြစ်လာဖို့ရရှိပြီးတော့ဒီနှစ်သင်းရဲ့ရှေ့ရပွဲစဉ်တွေရလဒ်နေတဲ့အတွက်စလိုက်ကြအောင် မင်္ဂလာပါအခေယမီဒီယာရဲ့ပုံမှန်တင်ဆက်ပေးနေကြအကြောင်းအရာတွေကိုအခေယ .com.mm ဆိုတဲ့ website ကနေတစင်ဝင်ရောက်ဖတ်ရှုနိုင်ကြတာအားလုံးလည်းသိကြလိမ့်မယ်လို့ထင်ပါတယ် local domain ဖြစ်တဲ့အပြင် VPN မလိုပဲဝင်ရောက်ကြည့်ရှုနိုင်ပြီးအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရလို့ဖြစ်ပါတယ်ဝင်ရောက်ရမှာလည်းခက်ခဲရှုပ်ထွေးမှုတွေမပါဝင်တဲ့ပေါ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 ့ဝင်ရောက်နိုင်ကြလို့အခေယ .com.mm ကိုအခုပဲဝင်ရောက်ဖတ်ရှုကြဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုယ်နှစ်သိန်းလုံးရဲ့ကျွန်တော်ရှေ့ရပိုးစင်ရဲတွေကိုပြန်ပြီးကြည့်ရမယ်ဆိုရင်တော့ ယူနိုက်တက်ကတော့ကျွန်တော်ရှင်းတယ်ဗျဘာမှကျွန်တော်တို့ကြည့်လို့ကောင်းစရာရက်လက်ပိုင်းချောက်ကျွန်တော်ပြန်ပြီးတော့တွေးစရာမရှိတော့ဘူး တို့ဒီအဲကျွန်တော်ပြောမှာဆိုရူပါလီမှာဆိုရင်မတူတဲ့အသင်းသင်းရဲ့ပုံစံမတူတဲ့အသင်းသင်းရဲ့ခြေစွမ်းကိုမြင်ရတယ်ဆိုရင်ပရီးမီးယားလိမှာဆိုရင်တော့တို့အသင်းရဲ့ကစားသမားတွေကဒီတူညီရဲ့လူစင်ဒီတူညီရဲ့ကစားသမားတွေပဲကစားနေရအောင်တူညီရဲ့ကစားပုံနဲ့တူညီရဲ့ရလမှာမရှိဘူးဆိုရယ်အနေထောက်ရောက်သွားတယ်အဲ့အတွက်ကြောင့်မို့လဲကျွန်တော်တို့ကျွန်တော်ဒီ United ကကျွန်တော်ကစားသမားတွေရောနီးပြအမော်ရင်ကိုတိုင်ရောပြီးတော့နောက်ထပ် United ကကနုံကစားသမားတွေရပါဆိုအမြင်နဲ့ကျွန်တော်တို့ဒီဝေဖန်နေတဲ့ကျွန်တော်ဒီ social media မှာလည်းကျွန်တော်ပြန်ပြီးတွေ့ခဲ့ရတယ်ဒါမှမဟုတ်လဲအဲ့ဒီအနေထားအနေမှာ United အနေနဲ့ပြီးခဲ့တဲ့ West Ham နဲ့ပွဲမှာလည်းငကူကူမရှိနဲ့အင်ကူမှရှုံးနေခဲ့တယ် အဲရှုံနေခဲ့တဲ့ပွဲမှာကျွန်တော်ပူဆိုးတာကတော့ကျွန်တော်ဒီကစားသမားတော်တော်များများကိုလည်းကျွန်တော် rotation လုပ်ခဲ့တယ်ဆိုပေမဲ့လည်းအသင်းရဲ့ senior ကစားသမားတွေပဲကျွန်တော်တို့တည်ပြီးကစားဝါတွေးခဲ့ရတယ်ဒါကတော့အဓိကအနေနဲ့ Ruben Morin အနေနဲ့ပြန်ပြီးတော့ကျွန်တော်ဒီကစားအဓိကကစားသမားတွေတုံးလို့ရတဲ့အနေထားမှာတုံးခဲ့တယ်ရလက်ကောင်တစ်ခုရရှိအောင်စွမ်းဆောင်ခဲ့ကျင်တယ်ဆိုပေမဲ့လည်း Lenin ကိုခန်းစစ်ကဒဏ်ရရှိသွားတဲ့လွင်သူတို့တို့ကဘာမှကောင်းလာစေမဖြစ်တဲ့အနေထားပဲထပ်ပြီးကြုံတွေ့ခဲ့ရတယ်ဗျအဲ့လိုပဲတစ်ဖက်က Chelsea ကိုပြန်ကြည့်ရမယ်ဆို Chelsea က နောက်ဆုံး၅ပွဲမှာကျွန်တော်တို့လေးပွဲစတဲ့နိုင်ခဲ့တယ်သူတို့ conference league မှာကျွန်တော်တို့ giant တွေမှာကစားနေရတာမှန်မြင်လဲသူတို့ conference league တွေ chelsea အသင်းရဲ့ကစားသမားအင်အားနဲ့ဆိုရင်ကျွန်တော်တို့ပြောမှဆိုရင် rotation လုပ်ပြီးဘယ်လိုပဲကစားကစားအဆင်ပြေနေဆိုတဲ့အနေထားမှာတော့ deja garden နဲ့ပွဲစဉ်မှာနှစ်ကြုံလုံးကျွန်တော်အနိုင်ရရှိခဲ့တယ်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်တွေမှာလည်းအရင်ကစားသမားတွေပဲအဓိကထားပြီး၃ -1 တွေးခဲ့ရတယ်အဲ့လိုပဲနောက်ထပ်ကျွန်တော်တို့ premier league မှာ liverpool တို့ everton တို့အိမ်ကွင်းမှာနိုင်ခဲ့တဲ့ပွဲစဉ်တွေမှာလည်းသူတို့ဒီ premier league မှာရတဲ့ဒီခေါင်းရရှိအောင်ဆွမ်းဆောင်ခဲ့တယ်ဒါပေမဲ့ newcastle ကိုရှင်မြန်ကစားခဲ့တဲ့နောက်ဆုံး premier league အဝေးကွင်းပွဲစဉ်မှာတော့ newcastle အသင်းငကူးကူးမရှိနဲ့အနိုင်ယူခြင်းကိုခံလိုက်ရ တယ်အဲ့ဒါပြင်မှာသူတို့အသင်းရဲ့ number 9ရောအဓိကတိုက်စင်မှုဖြစ်တဲ့ Nicolas Jackson မလုံးသွင်းတဲ့အမားတစ်ခုကြောင့် diet အနီးကပြတ်ခံခဲ့ရတယ်အဲ့တော့သူဒီဂျာဒီကုန်းထိ Chelsea သင်းရဲ့တိုက်စင်မှာလွဲချော်သွားပြီဗျအဲ့ဒီတော့ကတော့ Chelsea သင်းရဲ့အားနည်းချက်လေးတစ်ခုက number 9ရောမှာဘယ်သူကစားမလဲဆိုတဲ့အနေထားလေးပြန်ပြီးစောင့်ကြည့်ရဖို့ရှိလိမ့်မယ်တစ်ဖက်က United ကတော့ရှင်းတယ်ဗျဒီပွဲစဉ်ပြီးလာမယ့်ကျွန်တော်ဒီပေါ်တူနေညအဲကျွန်တော်ဒီကြာတာပလေးနဲ့နက်နက်ပေါ့နော်၁၂နိုင်ခွဲမှာရှင်မန်ကစားရမယ်ကျွန်တော်တို့ Europa League Final ဟိုတော်တော်ဟော့စပါသင်းနဲ့ပွဲစဉ်ကိုပဲကျွန်တော်အဓိကထားပြီးအွန်ဆိုင်မှာဆိုတော့ဒီပွဲစဉ်မှာတော့အဓိကကစားသမားတော်တော်များများတော့အနာပြီးဖို့ရှိလိမ့်မယ်အဲ့ဒါပြုံမှဒန်ရပြဿနာကြီးလည်းရှိနေတဲ့ခန်စစ်တန်းအောင်ဒီပွဲစဉ်မှာဘယ်သူတွေပွဲထွက်လာမလဲပေါ့အဲ့လေးပြင်ပြီးစောင့်ကြည့်ရမှုရှိမယ်ပွဲစဉ်ပွဲဖြစ်ပါလိမ့်မယ် ဟုတ်ကဲ့ကိုဆိုတော့လက်ရှိအနေအထားတွေရကြည့်မယ်ဆိုရင်တော့ Chelsea တင်ရတော့ဒါသူတို့အနေနောက်ဆုံး၅ပွဲမှာရှုံးပွဲ၁ပွဲပဲရှိခဲ့တယ်ဒါအသေးနောက်ဆုံးပွဲစဉ် Newcastle အသင်းနဲ့ပွဲစဉ်မှာရှုံးနေခဲ့ကြဗျာဆိုတော့ဒီရလန့်ကြောင့်ပဲသူတို့အနေနဲ့ဒါ Champion League ဝင်ခွင့်အတွက်ဒါသိပ်ပြီးမသေးချာမရေရာဖြစ်သွားတဲ့အနေအထားတစ်ခုပေါ့နော်ဆိုတော့အကဲဒါပေမဲ့ဒီနေ့ပွဲစဉ်မှာတော့သူတို့အနိုင်ရရှိခဲ့မယ်ဆိုရင်တော့ဒါအကောင်းဆုံးအနေအထားတစ်ခုတော့ရောက်ရှိသွားမယ်လို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ Manchester United အသင်းကတော့ဒီရသည် Premier League မှာတော်တော်လေးကိုရလပိုင်းအခြေအနေတွေလုံးဝစိုးဝါးနေပြီးတော့ဒါနောက်ဆုံး9ပွဲဆက်တိုက်သူတို့အနေနဲ့9ပွဲလုံးဝပျောက်ဆုံးနေတဲ့အနေအထားတစ်ခုတော့တော်တော်လေးကိုရလပိုင်းဆိုင်ရာအရာမှာ စိုးဝါနေရလို့ကျွန်တော်ပြောလို့ရတယ်ဗျဒါသည်ကျွန်တော်တို့ဒါရှေ့ကဒါကျွန်တော်တို့ဒါယာသည်အစာပိုင်းပွဲစဉ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ဒါယာသည်အလယ်လောက်မှသာဒီလိုမျိုးဖြစ်ခဲ့လိုက်မယ်ဆိုလို့ရှိရင်တော့တို့တွေတန်းစင်းစုံတဲ့တောင်ရောက်သွားနိုင်တယ်ရှိတဲ့အနေအထားတစ်ခုဗျနောက်ကျွန်တော်တို့ဒါနီပြတယောက်တွဲဆိုလို့ရှိရင်လည်းဒါထုတ်ပယ်ကန်ရနိုင်တဲ့အနေအထားတိတောင်ဖြစ်သွားနိုင်တယ်ဆိုပေမဲ့ယာသည်နှောင်းပိုင်းမှာတော့ဒါကျွန်တော်တို့ဒါအရင်ကြီးပြဿနာမရှိတော့တို့တွေတန်းစင်းစုံကလည်းလွတ်သွားပြီဖြစ်တဲ့အတွက်ဒါနောက်ယာသည်အတွက်တို့တွေဘာမှမျှော်လင့်ချက်မရှိတော့တာဖြစ်တဲ့အတွက်ဒီယာသည်ဒါပရီးမီးယားလိမှာတို့တွေအနေနဲ့လည်းအရင်အားဆိုင်ပြီးတော့ကန်တော့တာမဟုတ်တဲ့အနေအထားတစ်ခုနဲ့တစ်ဖက်က geopolitics မှာတော့တို့အနေနဲ့ပုံစံကောင်းနေပြသနေရအောင်လက်ရှိအချိန်ထိဆက်လက်ထိန်းသိမ်းထားတယ်နောက်ဆုံး final ထိရောက်ရှိသွားပြီ final မှာလည်းတွေ့ဆုံရမယ့်အသင်က premier league ပြိုင်ဘက် tottenham hotspur အသင်းနဲ့တွေ့ဆုံရမှာဖြစ်တဲ့အတွက်ဆိုတော့တို့အနေနဲ့ဒီပွဲစဉ်ကိုလည်းပို့ပြီးတော့ focus လုပ်နေတာကျွန်တော်တွေ့ရသလိုကစားသမားတွေအနေနဲ့လည်းဒီပွဲစဉ်ကိုပဲ focus လုပ်နေပြီးတော့ဒီ premier league မှာဆိုလို့ရှိရင်တော်တော်လေးကိုအာရုံစူးစိုက်မှုတွေနည်းပါးတော့တွေ့ရတယ်ဆိုတော့ geopolitics မှာကန်တဲ့အခါမှာတို့အနေနဲ့ရလက်ကောင်းတွေရရှိခဲ့သလောက် premier league မှာတော့တို့အနေနဲ့နောက်ထပ်အသင်းတစ်သင်းဖြစ်သွားသလိုမျိုးကိုတော်တော်လေးကိုရလက်ပိုင်းဆိုင်ရာအရာမှာအခြေအနေတွေဆိုးွားနေတာဒါဒီနီးပြအတွက်နောက်ရာသီမှာလည်းတို့အနေ နေနဲ့ထပ်ပြီးတော့စဉ်းစားရမယ်အနေအထားတစ်ခုဒါဘယ်လိုမျိုးပြုပြင်ပြောင်းလဲရမလဲဆိုတာကိုဒါဒီရာသီနှောင်းပိုင်းကုံသွားပြီဆိုတာနဲ့ဒါကျွန်တော်နောက်ရာသီဒါနှွေရာသီမှာတို့အနေနဲ့အကောင်းဆုံးပြုပြင်ရတော့မယ်အပိုင်းတစ်ပိုင်းလို့ပဲကျွန်တော်ပြောရတာဒါဒီတစ်ပိုင်းပေါ့ဆိုတော့တစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်တော့ Manchester United အသင်းကဒီရာသီတို့အနေနဲ့ဒါအဆင့်16 16မှာရာသီသိမ်းခဲ့တယ်ဆိုရင်တော့မှပဲဒါတို့အနေနဲ့ Europa League Super League ကိုစုခုနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့နောက်ရာသီဒါ Champions League ဝင်ခွင့်အကောင်းဆုံးရရှိသွားမှာဖြစ်တဲ့အတွက်တို့အနေနဲ့ဒီလမ်းကြောင်းကနေကြိုးစားနေတာကလည်းဒါကျွန်တော်တို့ဒါဖြစ်တဲ့အနေအထားလို့ပဲပြောရမှာဗျာဆိုတော့တစ်ဖက်ဒါပေမဲ့တစ်ဖက်ကဒါကျွန်တော် Premier မီးယားလိမှာတော့ဂုံသိက္ခာပိုင်းဆိုင်ရာအရာတော်တော်လေးကိုကြာဆင်းသွားတဲ့အနေအထားတစ်ခုလိုပဲပြောရမယ်။ Chelsea အသင်းကတော့ဒါဒီနေ့ပွဲစဉ်မှာတော့ဒါတေချာပေါ့သူတို့အနေနဲ့အနိုင်သုံးဘက်လေးရရှိနေရရှိဖို့လိုအပ်နေရဖြစ်တဲ့အတွက်ဒီနေ့ပွဲစဉ်မှာလည်းသူတို့အနိုင်သုံးဘက်ကိုရရှိဖို့အတွက်အကျိုးစားအထောက်မှုတွေကိုကျွန်တော်မြင်တွေ့လာရဖို့ရရှိပါရဲ့ဗျ။ဟုတ်ကဲ့ပါကွယ်ကျွန်တော်က Chelsea အသင်းနဲ့ Manchester United အသင်းတို့ကတို့အနေနဲ့ရှေ့မှာလဲဒါထိတဲ့တွစ်ဆုံမှုတွေရှိခဲ့တယ်ဒီရာသီမှာလည်းနှစ်ကြော်စလုံးထိတဲ့တွစ်ဆုံမှုတွေရှိပြီးသွားပြီဆိုတော့အခါမှာဒီနှစ်သင်းရဲ့တို့ရှေ့ကထိတဲ့တွစ်ဆုံမှုတွေရလက်တွေကဘယ်လိုမျိုးဖြစ်ခဲ့လဲဗျ ဟုတ်ကဲ့ပါကိုရီဒီနေ့တဲ့ထဲထဲထုစုမှုတွေပြင်ပြီးကြည့်ရမယ်ဆိုတော့ကျွန်တော်နောက်ဆုံး၅ချိန်မှာတော့ United ကကျွန်တော်2ချိန်နိုင်ခဲ့တယ်ပြီးတော့ Chelsea က2ချိန်နိုင်ပြီး2ချိန်တည်ကြခဲ့ရကျွန်တော်တွေ့ခဲ့ရတယ်ဒါကတော့ United အနေနဲ့အင်ကွင်းနေမှာဆိုတော့ Chelsea ကိုအသာစီးရရှိပြီးတော့ရက်လက်ကောင်းနေရတယ်ရက်လက်ကောင်းနေရထားတာကျွန်တော်ပြန်ပြီးတော့တွေ့ရရပါတော့ဒါမှမဟုတ် Chelsea တင်းရဲ့အဝေးကွင်းမှာဆိုရင်တော့နှစ်သင်းပေါင်းကြားက ရက်လက်တွေအသေးရက်လက်တွေဖြစ်တာများတယ်နောက်ဆုံး၅ချိန်ချက်စီးတဲ့အင်ဂူမန်ရှင်မြန်ကစားခဲ့တဲ့ပွဲစဉ်မှာဆိုရင်ကျွန်တော်နှစ်သိန်းကြားသေးကြထားတာ၃ချိန်နေရှိတယ်ပြီးတော့တစ်ချိန်စီနှစ်သိန်းအပြန်လည်နိုင်တာကျွန်တော်တွေ့ခဲ့ရတယ်ပြီးခဲ့တဲ့နှစ်ကချက်စီးတဲ့ကျွန်တော်ဒီအင်ဂူမန်တော့ချက်စီးတဲ့က၄ခု၃ခုနဲ့နိုင်ခဲ့တယ် United အင်ဂူမန် United က၂ခု၃ခုနဲ့နိုင်ပြီး DR ဒီပထမချော် United အသင်းအင်ဂူမန်တော့တစ်ဖက်ကိုတစ်ခုစီသေးကြခဲ့တယ်အဲ့တော့ဒီတစ်ချိန်တွေ့ဆုံခဲ့မဲ့ချက်စီးရဲ့ကျွန်တော်ဒီအင်ဂူမန်ပွဲစဉ်မှာတော့ United နဲ့ away ကိုဘယ်လိုရလက်မျိုးရရှိအောင်ဆွတ်ဆောင်နိုင်မလဲအပြန်လည်သွင်းဖို့တချို့ရောမြင်ရမလားနောက်ဆုံးကျွန်တော်တို့တွေ့ဆုံခဲ့တဲ့ခုနှစ်ချိန်ဇက်တိုက် Manchester United ချဲလ်ဆီသင်းတို့ကတစ်ဖက်တော့တကိုးစီဆိုရဲအနည်းဆုံးတေရက်လက်ရရှိအောင်အပြန်လန်သွင်းကုန်တွေသွင်းယူထားနိုင်ရတော့ဒီချိန်မှာရောနှစ်သင်းပေါင်းကျွန်တော်တို့သွင်းကုန်တွေများမလားဒါမှမဟုတ်ကျွန်တော်တို့တစ်ဖက်တကိုးစီဆိုရဲရက်လက်တွေထပ်ပြီးတော့များမြင်အောင်နော်ဒါမှမဟုတ်လေဒီရာစီ United ကပရီးမီယာလိဆွမ်းဆောင်ရဲပြီးတော့ဒီပွဲစဉ်မှာ United အနေနဲ့ပွဲထုတ်လာမယ်လူစင်းအရာတော့ ရလက်ကောင်ရရှိဖို့တော့တော်တော်လေးခက်ခဲမယ်ချက်စီးတဲ့ကလည်းကျွန်တော်ညချန်ပီယံလိဝင်ဝင်ရဖို့အတွက်တေးရှင်များရည်ကြီးလာတဲ့အချိန်ဒီပွဲစဉ်မှာသာတို့ရလက်မကောင်းခင်နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ကျွန်တော် Northern Force နဲ့ Wigan ပွဲစဉ်ရှင်မြန်ကစားအောင်မယ်ဆိုတဲ့အနေထားသို့ဒီလည်းချန်ပီယံလိနောက်ထပ်ဝင်ဝင်ရဖို့အတွက်ညွန်လင်းနေတဲ့သတင်းနဲ့ရှင်မြန်ကစားမယ်အနေထားပိုပြီးခက်ခဲသွားနိုင်တယ် ပြီးတော့ဒီရာသီအိမ်ဝင်းနောက်ဆုံးပွဲလည်းဖြစ်နေတာရယ်တစ်ဖက်က United ကိုကျွန်တော်တို့ပြောရမယ်ဆို United ရဲ့လက်ရှိအနေအထားအရလည်းသူတို့အသာသေးရရှိဖို့များနေဆိုတဲ့အနေအထားမှာတော့ Chelsea အသင်းနေနဲ့ကျွန်တော်ဘယ်လိုမျိုးလူစင်းနေပေါ်ထွက်လာမလဲ Number 9 role မှာ Nicolas Jackson မပါနိုင်ဘူးပြီးတော့ Mark Guidan ရနေတယ်အဲ့ဒီအနေအထားမှာဘယ်သူက Number 9 role ဥဆောင်လာမလဲဒါမှမဟုတ် Force 9ပုံစံမျိုးနဲ့ကစားမလားပေါ့နော်အဲ့လေပြန်လင်းစောင့်ကြည့်ရဖို့ရှိမယ့်အနေအထားလေးဖြစ်ပါလိမ့်မယ်ခင်ဗျ ဟုတ်ကဲ့ကိုဆိုတော့နောက်ပိုင်းနှစ်တည်မှာ Manchester United အသင်းအနေနဲ့ Premier League မှာရလက်ပိုင်းဆိုးဝါးနေတဲ့အနေအထားတစ်ခုမှာတော့ပဲ Chelsea အသင်းကိုဒါသူတို့အနေနဲ့ဒါကျွန်တော်နောက်ဆုံး200ဒီလောက်ပေါ့နော်ဆိုတော့သူတို့အနေတပွဲစီလောက်အနိုင်ရရှိထားခဲ့တာကိုတွေ့ရတယ်ဗျာဆိုတော့ဒါကိုကြည့်ချင်းအဖြစ် Manchester United အသင်းက Chelsea အသင်းနဲ့တွဲဆုံနိုင်မှာသူတို့အနေနဲ့အကောင်းဆုံးရှင်ပြိုင်ဆော့ကစားတယ်ဆိုတဲ့အနေအထားတစ်ခုကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဒါ Manchester United အသင်းကသူတို့ရဲ့အိမ်ခွင်းမှာ Chelsea အသင်းကိုအကောင်းဆုံးအနိုင်ရရှိအောင်ဆွမ်းဆောင်နိုင်ခဲ့တယ်ဆိုပေမဲ့ Chelsea အသင်းရဲ့ဒါကျွန်တော်အိမ်ခွင်းမှာသူတို့အနေနဲ့တည်ရလက်လောက်တာဆွမ်းဆောင်နိုင်ခဲ့တာ ါဒါနောက်ဆုံးကျွန်တော်300ဒီ400ဒီလောက်စတက်ကိုတွေးဆောင်ခဲ့ရတယ်တွေးကြုံခဲ့ရတယ်ဗျာဆိုတော့ဒီဟာဒီပထမအကြော့ပွဲစဉ်မှာလဲ Manchester United အသင်းကအိမ်ကွင်းမှာတည်ရလက်ထွက်ပေါ်ခဲ့တယ်ဆိုတော့ဒီတစ်ခေါက် Chelsea အသင်းရဲ့ဒါကျွန်တော်အဝေးကွင်းပွဲစဉ်မှာတော့တို့အနေနဲ့ပို့ပြီးတော့ဒါကျွန်တော်ပထမအကြော့အထက်တော့နည်းငယ်ပို့ပြီးကြက်တဲလောက်ပဲရှိရနောက်တစ်ခုက Manchester United အသင်းကအဓိကကစားသမားတွေအားလုံးနှီးပါးကိုအနားပေးထားမှာဖြစ်လို့ဒီနေ့ပွဲစဉ်ကဒါ Chelsea အသင်းကဒါတကယ်လူစင်းအိမ်ပြအပြင်းနဲ့ကစားမယ်ဆိုလို့ရှိရင်တော့တို့ကပို့ပြီးတော့ဒါအနိုင်ရရှိဖို့အတွက်ဒါကျွန်တော်ရာခိုင်နှုန်းပို့ပြီးတော့များတဲ့အနေအထားတစ်ခုလို့တော့ပြောရမယ်ဗျဆိုတော့ ော့ဒါကျွန်တော်ရှေ့ရရာသီမှာတော့ဒါနှစ်ချိန်တွဲဆုံမှုမှာ Manchester United အသင်းကသူတို့ရဲ့အင်ကွင်းမှာအနိုင်ရရှိခဲ့တယ်လို့ Chelsea အသင်းကတော့သူတို့အင်ကွင်းမှာပြန်ပြီးတော့အနိုင်ရရှိခဲ့တယ်။အဲ့ဒီရှေ့ကရာသီ2022 2023ရာသီမှာတော့ဒါကျွန်တော်တို့ Chelsea အသင်းရဲ့အင်ကွင်းမှာတရေချခဲ့တယ်ဆိုရင် Manchester United အသင်းရဲ့အင်ကွင်းမှာတော့4-1ဆိုတဲ့ရလနဲ့ဂိုးပြတ်အနိုင်ရရှိခဲ့တာလို့ကျွန်တော်တွေ့ရတယ်ဗျ။ဆိုတော့အဲ့ရှေ့ကရာသီတွေမှာတော့သူတို့အနေနဲ့နှစ်ရာသီဇက်တိုက်ဒါ Premier League မှာနှစ်ကြော့ တေးတေးကြီးပဲကြားခဲ့တာ200သိစက်တိုက်ထီအောင်ရှိခဲ့တယ်ဗျဒီရာသီမှာလည်းတို့အနေနဲ့တေးရလက်ထွက်ပေါ်ခဲ့တယ်ဆိုတော့ဒီနေ့သင်းထိတိုက်တွဲဆုံမှုမှာတကယ် NBA အားပြည့်သာစော်ကစားကြမယ်ဆိုလို့ရှင်တေးရလက်ကိုဥတည်နေတာမျိုးကျွန်တော်မြင်တွေ့ရတယ်ဗျဆိုတော့ဒါမှမဟုတ် United အသင်းရောတို့ရဲ့အိမ်ခွင်းမှာပို့ပြီးတော့ရလက်ကောင်ရရရှိအောင်ဆွမ်းဆောင်နိုင်တဲ့ဆိုပေမဲ့ဒီတစ်ခေါက်ကတော့ Chelsea သင်းရဲ့အိမ်ခွင်းအခုပြောခဲ့သလိုပဲဒါတို့ရဲ့ဒါနောက်ဆုံးဒါကျွန်တော်အိမ်ခွင်းပွဲစဉ် Premier League အိမ်ခွင်းပွဲစဉ်ဖြစ်တာဖြစ်တဲ့တော့ Chelsea အသင်းအနေနဲ့ကတော့ပို့ပြီးတော့အရေးကြီးတဲ့အနိုင်၃ဘက်ကိုရရှိဖို့အတွက်ပို့ပြီးတော့လိုအပ်နေတဲ့ပွဲစဉ်တွေပို့လို့ပြောအောင်ပါ ဟုတ်ကဲ့ပါဘူးကျွန်တော်ဒါ Chelsea အသင်းကတော့သူတို့မှာဒါဒိုင်ယာကစားသမားတွေလည်းရှိနေတယ်ဒါပွဲပယ်ကစားသမားလည်းရှိနေတယ်ဆိုတော့အဓိကကစားသမားတွေလည်းဒါကျွန်တော်ဒိုင်ယာပွဲပယ်ကစားတဲ့မှာကစားသမားတွေတွေမှာပါဝင်နေတယ်တစ်ဖက်က Manchester United အသင်းရောဒီထက်ပိုဆိုးတယ်သူတို့အနေနဲ့အဓိကကစားသမားတော်တော်များများဒိုင်ယာရှိနေတယ်လို့ဆိုတော့အဓိကကျွန်တော်ဒါ main point ဖြစ်တဲ့ဒါကျွန်တော် can sit အတွင်းလို့နေရာကကစားသမားတော်တော်များများဒိုင်ယာရရှိနေပြဗျာဆိုတော့ဒီအနေထားချောက်မယ်ဒီပွဲစဉ်အတွက်ကရှေ့ကဒါ Europa League final ပွဲစဉ်အတွက်သူတို့အနေနဲ့စိုးရိမ်စရာဖြစ်တဲ့အနေထားတစ်ခုမှာသူတို့ရဲ့ဒိုင်ယာလူစီ င်းကစားသမားများပြားနေတဲ့အချက်တစ်ချက်လည်းပါဝင်လာတယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာရော Chelsea အသင်းကတော့သူတို့ရဲ့အကောင်းဆုံး၁၁ယောက် line up ကိုထုတ်လာမယ်ဒါပေမဲ့တိုက်စစ်ပိုင်းဆိုင်ရာအရာမှာနိုင်ငံအပြောင်းလဲလေးမြင်တွေ့ရမှာဖြစ်ပြီးတော့ Manchester United အသင်းကရောဒါသူတို့ရဲ့ဒါကျွန်တော်တို့အဓိကကစားသမားတွေကိုတော့အနာပေးမယ်ဆိုရင်တော့ဘယ်လိုကစားသမားတွေနဲ့ဒီနေ့ပွဲစဉ်မှာပွဲထွက်လာနိုင်ခြင်းရှိလဲဆိုတော့လူငယ်ကစားသမားတွေကိုနေရာပေးမဲ့ပွဲစဉ်တွေပွဲဖြစ်လာနိုင်ခြင်းရှိမလားဆိုတော့အခုရဲ့အမြင်လေးနဲ့ဒီနေ့ပွဲထွက်လူစင်ကဘယ်လိုမျိုးပုံစံလေးဖြစ်မလဲဗျာ ဟုတ်ကဲ့ပါကွအရင်ဆုံး2သိန်းလုံးရဲ့ဒန်ယန်နဲ့ဘွဲပဲပြတဲ့အောင်ပြန်ပြီးကြည့်အောင်ဆို Chelsea သင်းကတော့ number 9 row မှာနည်းနည်းလေးအခက်တွေ့မယ်အနေထားလေးကျွန်တော်ပြန်ပြီးတွေ့ခဲ့ရပါဘူးသူတို့အသင်းမှာ number 9 row ကစားသမားဖြစ်တဲ့ Nicole Jensen ရှိတယ်ပြီးရင် Ankuku ကစားလို့ရတယ် Matt Cooley ရှိတယ်ဒီ3အောင်လုံးကကျွန်တော်ဒန်ယန်နဲ့ကျွန်တော်ဘွဲပဲပြဿနာဖြစ်နေတဲ့အတွက်ကြောင့်ဒီဘွဲစုံလွှဲချော်မယ်အဲ့ဒါပြောမှာ Cassidan က Fofana နဲ့ Kelly Man လည်းလွှဲချော်မှာဆိုတော့ကျွန်တော်ဒီ Chelsea အသင်းအောင်အဓိကတော့တိုက်စစ်ပိုင်းပေါ့တိုက်စစ်ပိုင်းမှာကျွန်တော်ပုံမှန်တိုင်းဆိုတော့ကျွန်တော်ဒီ Nicole Jensen ရော Ankuku ရော Cooley ရောမပါဝင်နိုင်တဲ့အချိန်မှာသူတို့ကစားတာဒီ Force 9ပုံစံမျိုးနဲ့ပေါ့နော်ကျွန်တော် Jadon Sancho ရဲ့ Maduaki ရဲ့ ကိုပယ်မာရဲ့ပက်ထရိုနီတွေဒီတိုက်စစ်၄ရောက်တွဲနဲ့ကစားတယ်အဲနံပါတ်9ကိုဖြောက်ပြီးတော့ကျွန်တော် free roll ပုံစံမျိုးနဲ့ကစားရတွေ့တယ်ဒါမှမဟုတ်ဒီပွဲစဉ်မှာ Jaden Sancho ရတယ် United အသင်းကအငားချလာတဲ့ကစားသမားဖြစ်တော့တယ်မို့ပါဝင်ကစားခွင့်မရှိဘူးအဲ့တော့တို့မှဂျွေးချက်စရာဆိုတော့ကျွန်တော်တောင်မန်နှစ်ဖက်မှာကျွန်တော် Maduro K နဲ့ Petroni တို့ရှိတယ်အဲ့တော့နံပါတ်9တို့အတွက်ဂျွေးချက်စရာမရှိတော့ အဲ့တော့မရှိတော့တဲ့ခါကျမှာနောက်ဆုံးကျွန်တော်တို့ဖြစ်နိုင်ွဲဆိုရင်တော့လူငယ်ကစားသမား Jot ကစားဖို့အတွက်ရှိလိမ့်မယ် Jot ကပြီးခဲ့တဲ့ Deja Gunner နဲ့ကျွန်တော်ဒီ Conference League ပွဲစဉ်တွေမှာလည်းတိုက်စစ်ပိုင်းမှာဆွမ်းဆောင်ကောင်ပြသနိုင်နေတာဆိုတော့ဒီကစားသမားပဲပြန်ပြီးပေါ်ထွက်လာဖို့ရှိမှာကျွန်တော်ပြန်ပြီးစောင့်ကြည့်ရမယ်တစ်ဖက်က United ကတော့ခံစစ်တန်းမှာဟိုမှာခံစစ်အဆုံလူနေနေရမှာဟောပြီးတော့ခံစစ်အတွင်းဝင်နေရမှာတော်တော်လေးတန်ရရများနေတယ် ခန်းစစ်တန်းကဒန်ရရနဲ့ကစားသမားဆိုရင်ကျွန်တော်တို့လူငယ်ကစားသမား Haven ရှိမယ်တောင်မန်မှာဆိုရင် Diego Dalo ရှိမယ်ခန်းစစ်အထွန်းနေရာမှာဆိုမတ်တရက် Delight ပြီးရင်ကျွန်တော်တို့ Lisandro Martin နဲ့ပြီးတော့နောက်ဆုံးပွဲစဉ်မှာဒန်ရရပါတယ်ကျွန်တော် Lenino ရှိမယ်အဲ့တော့ကစားသမား9အလောက်ကခန်းစစ်တန်းမှာသူတို့အတင်အဓိကကစားသမားတွေကျွန်တော်နာနေတဲ့အတွက်ကြောင့်မို့ဒီပွဲစဉ်မှာထပ်ပြီးတော့လွဲချော်မယ်တိုက်စစ်ပိုင်းကစာစီနဲ့ပြီးရင်ကွင်းလယ်ကခိုလီယာလည်းထပ်ပြီးလွဲချော်ဖို့ရှိလိမ့်မယ်။အဲ့တော့ United အနေနဲ့ခံစစ်မှောင်နည်းနည်းပြဿနာရှိနိုင်တယ်။ပြီးတော့ကစားသမားတွေ rotation လုပ်ပြီးကစားနေတယ်ဆိုရင်တော့ ကျွန်တော်ပြောမှာဆိုခန်းစင်တန်းရဲ့ဒဏ်ရာစင်ရဲ့အရာတော့ rotation လုပ်ဖို့တော့လုံလောက်ပါမလားပြန်ပြီးစဉ်းစားဖို့ရှိမယ်အဲ့တော့လူငယ်ကစားသမားမျက်နှာသစ်ကစားသမားများပြန်ပြီးတော့တွေ့လာမှာပေါ့နော်အဲ့လေပြန်ပြီးစောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ဗျအဲ့တော့ Chelsea တင်းရဲ့ဖြစ်နိုင်မှုကစားသမား၁၁ယောက် line ၁၁ယောက်ပြန်ပြီးကြည့်ရမယ်ဆိုတော့ကိုသွမ်းမနေရမှာတော့ Roberto Sanchez Pepe Chan နေရမှာတော့ကျွန်တော်ဒီ Cucurella ညမချန်းခန်းစင်မှာတော့ပြီးခဲ့တဲ့ပုံစံနေမှာတော့ရှောက်ကစားနေခဲ့တဲ့ Casido ဒါတော့ Gusto လို့ Richie Jane လို့ရှိတယ်ဗျဒါပေမဲ့ Casido ပို့ပြီးတော့ဒါပဲပြီးသုံးနေရတွေ့ရတယ်အဓိကတော့ Quinlan မှာ Lavia နဲ့ Fernandez အတွဲအလုပ်ဖြစ်နေရတဲ့မှာ Casido ညမချန်းမှာထွက်ပြီးကစားနေအောင်ကျွန်တော်တွေ့ရတယ်ဘာလို့ Casido ညာမချမ်းမှာထွက်ကစားတဲ့အခါကျတော့ဘောလုံးများတဲ့အခါကျရင်ကာစီတိုသည်ကွင်းလယ်ထိဝင်ပြီးကစားပြီးတော့ကွင်းလယ်ကကျွန်တော်ဖိုင်နယ်တဲ့ကာစီကိုလက်ပြီးတရားလှုပ်အားနှုံအပြည့်အဝအသုံးပြုလို့ရတယ်ဆိုတဲ့အနေအထားကြောင့်ချက်စီနေတဲ့နောက်ပိုင်းပွဲစဉ်မှာတော့ကျွန်တော်ဒီလာဗီယာဖိုင်နယ်တဲ့အတွဲကွင်းလယ်ကိုမှကာစီတိုညာမချမ်းမှာခန်းစစ်ပိုင်းမှာပို့ထားတော့ကျွန်တော်တွေ့ခဲ့ရတယ်ခန်းစစ်တိုနေရာမှာကျွန်တော်လီဗာပူးဝဲနဲ့ချာလိုဘတ် ဝင်လေတွဲထိုင်မှန်နေကျွန်တော်ခုနပြောခဲ့တဲ့ Fanatics နဲ့ Lavia နံပါတ်10ရောမှာတော့ Gobert မှာ Pepe Chan မှာတော့ Maruaki ညာဘက်ချမ်းမှာတော့ Patronito နဲ့နံပါတ်9ရောမှာတော့ဒီပွဲစီမှာ Josh တို့ပြန်ပြီးပေါ်ထွက်လာဖို့ရှိပါလိမ့်မယ်ခင်ဗျာအဲ့တော့ United အသင်းရဲ့ဖြစ်နိုင်ပွဲ line နဲ့စတရာကိုပြန်ပြီးကြည့်ရမယ်ဆိုရင် United ကတော့ဒီပွဲစီမှာနည်းနည်းလေးပြောမှဆိုရင်ကျွန်တော်ခံမှန်းခတဲ့ line နဲ့ကိုကျွန်တော်ထုတ်လာမယ်လို့မြင်မိတယ်အဓိကကစားသမားအစုံလေးနီးပါအနားပေးမယ်ဆိုတော့လူငယ်သမားတော်မှမမြအောင်ကျွန်တော်တို့လူစင်းမှတွေးရမယ်ဆိုပေမဲ့လည်း ကြားထဲမှာဗျာနာရက်က၄-၅လောက်ရှိနေသေးတဲ့အနေထားမှာတော့အဓိကသမားအချို့ ਨੇ rotation လုပ်ပြီးသုံးမယ်ဆိုလဲသုံးလို့တော့ရတယ်ဒါပေမဲ့ပြီးခဲ့တဲ့ပွဲစဉ်ကအဲ့လိုအရေးဆုံးပြီးသုံးခဲ့တဲ့အတွက်ကြောင့်ခန်စင်တန်ကအဓိကသမားတစ်ခုဖြစ်တဲ့ rotation ရရှိသွားတယ်အဲ့လိုမျိုးအဲကျွန်တော်ဒီ risk ယူရတဲ့အလုပ်မျိုးမှ monitor ထပ်ပြီးလုပ်ပါအောင်မလားပေါ့နော်အဲ့လိုပြန်ပြီးစောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်အဲ့တော့ကိုသမားနေရာမှာဒီပွဲစဉ်မှာ owner နဲ့ဘယ်ရင်တွေကဘယ်သူပြန်ပြီးပေါ်ထွက်လာမလဲ အွန်နာနာပွဲထွက်ခွင့်ရနိုင်တယ်လို့ဘေးနေရာလည်းပေါ်ထွက်လို့ရတယ်ဆိုတဲ့အနေထားမှာရှိရတယ်။ဒါပေမဲ့ကုသမနေရာကတော့ကျွန်တော်ဒီပွဲပတ်တဲ့ဒဏ်နေမှာရောပြဒဏ်ရပို့တော့လေအနေဆုံးနေရာဖြစ်တဲ့ကြောင့်မို့ဒီပွဲစဉ်မှာလည်းရက်လက်ပိုင်းတစ်ခုခုပြန်ပြီးကောင်းအောင်လုပ်ခြင်းနဲ့အနေထားရှိခြင်းနဲ့ဒါမှမဟုတ်ကျွန်တော်ဒီရုပ်ပြစင်ပြအနေထားမဖြစ်ချင်ဘူးဆိုရင်တော့အွန်နာနာကိုပြန်ပြီးသုံးကုန်းသုံးနိုင်တယ်။အဲတော့ဒီပွဲစဉ်မှာကျွန်တော်ကုသမနေရာမှာအွန်နာနာပြန်ပြီးတွေ့ရဖို့ရှိမယ်။ ကန်စစ်၃ဟောတန်းမှာတော့ဒီပွဲစဉ်မှာကျွန်တော်ရွေးချက်ကြအများကြီးမရှိဘူးလူရှော့ကိုဘယ်ဘက်ချမ်းမှာတုံးလို့ရမယ်ရိုဒန်ရရှိသွားတဲ့အတွက်ကြောင့်မို့ CCB နေရာမှာကျွန်တော်စင်တာစင်တာဘက်နေရာမှာမကွာရတယောက်ပဲရှိတော့မယ်အဲ့လိုမှမဟုတ်ဘဲနဲ့အတုံးပြုတ်ကျင်တယ်အရန်ကသမအချို့အတုံးပြုတ်ကျင်တယ်ဆိုတော့ Federation တို့ဘောပြန်ပြီးတွေ့ရဖို့ရှိမယ်မာဇာရီကိုပြန်ပြီးတုံးမလား RCB နေရာမှာဒါမှမဟုတ်ဘဲနဲ့ကျွန်တော်တို့နောက်ထပ်ဘသူကိုဂျွေးမသိတုံးမလဲပေါ့နော်အဲ့လေပြန်ပြီးစောင့်ကြည့်ရဖို့ရှိမယ်အဲ့တော့ United ရဲ့လက်ရှိခန်စစ်တန်း၃ယောက်မှာရွေးချယ်စရာရှိရလင်ဒီလော့ရှိမယ် Harry Maguire ရှိမယ်လူရှော့ရှိမယ်လူကသမ Federation ရှိမယ်မာဇာရီရှိမယ် ဲ့တော့ Federation နဲ့ကျွန်တော်ဒီပွဲစဉ်မှာ Lucio ကတေချာဖို့ပွဲထွက်လာဖို့ရှိပြီးတော့ Maguire ရဲ့ကျွန်တော်ဒီ Mazzarri ရဲ့ Lindy Lloyd ရဲ့၃ယောက်ထဲကနှစ်ယောက်ကတော့တေချာဖို့အနိုင်ရဖို့ရှိမယ်အနေထားလေးမှာရှိမယ်။တောင်မန်ခက်စစ်ဒီမှာဆိုတော့ Bebe Chan မှာတော့ Harry Armas ပဲထပ်ပြီးပွဲထွက်လာဖို့ရှိပါလိမ့်မယ်။အဲ့တော့ Patrick Dorgu နဲ့ပြီးနောက်ထပ်ကျွန်တော်တို့ Ahmed Diallo ကတော့ညာဘက်ခြမ်းမှာဘယ်သူပွဲထွက်မလဲ။ဒါမှမဟုတ်ကျွန်တော်ဒီတက်ရောက်ကို55မိနစ်စီကစားမလားပါနော်။အဲ့လေပြင်ပြီးကြည့်လို့ရမယ်။ကွင်းလေအတော့ဖက်နေရမှာဆိုတော့ဒီပွဲစဉ်မှာကျွန်တော်တို့ ကိုဘီမိုင်နူနဲ့ကက်စမန်ရူနဲ့ဥဂတ်တေးနဲ့ဘရူနိုဖာနန်ဒက်စ်နဲ့ကြိုက်တဲ့ကစားသမားရွေးချယ်လို့ရတဲ့အနေအထားမှာကျွန်တော်အခုမှမှာဖာနန်ဒက်စ်ကိုတုံးခဲ့မယ်ဆိုတော့ဖာနန်ဒက်စ်နဲ့ကျွန်တော်ကိုဘီမိုင်နူတာမို့ဖာနန်ဒက်စ်နဲ့ဥဂတ်တေးပေါ့နော်ကက်စမန်ရူကိုထပ်ပြီးအနာပေးကောင်းပေးနိုင်တယ်ဒါမို့ကက်စမန်ရူကိုပထမပိုင်း55မိနစ်60လောက်ထိတုံးပြီးတော့ကက်စမန်ရူဥဂတ်တေးအတွဲဒါမို့ကက်စမန်ရူမိုင်နူအတွဲကိုလည်းတွေးနိုင်ခွင့်ရှိပြီးတော့နံပါတ်9ရုံးမှာတော့ဒီပွဲစဉ်မှာကျွန်တော်ကတော့ဝိုင်လန်ကိုအနာပေးပြီးတော့ကျွန်တော်ချီတိုအိုဘီမာတီကိုပြန်ပြီးတော့တုံးလာနိုင်မယ်အနေအထားလေးမှာကျွန်တော်ပြင်ပြီးတွေးရတယ်ဗျဒါပေမဲ့ နောက်ချန်ကျွန်တော်ဒီ scan strike ကရိုးမှာတော့ရွေးချယ်စရာတိတ်မရှိဘူးသူတို့မှရွေးချယ်လို့ရတာကျွန်တော်ဒီ messenger ရှိမယ်ကနာချိုရှိမယ် fernandez ရှိမယ် mino ရှိမယ်အဲ့တော့ဒီပွဲစဉ်မှာကနာချိုတို့ပြီးခဲ့တဲ့ပွဲစဉ်မှာအနားရထားတယ်အဲ့တော့အတင်းရဲ့လူစင်အဲကျွန်တော်ဒီ line နဲ့ဆက်တရအောင်မှာကနာချိုပြန်ပြီးတွေ့ရမလားပြီးတော့နောက်ပိုင်းပွဲစဉ်တွေမှာကျွန်တော်ဒီရက်လက်ကောင်းရရှိအောင်ဆွမ်းဆောင်ပေးနိုင်တဲ့ကစားသမားကောင်းတူဖြစ်တဲ့ပုံမှန်ခြေစွမ်းရနေတဲ့ messenger ရောသူ့ရဲ့အတင်းဟောင်းတဲ့ပွဲစဉ်မှာပြန်ပြီးတုံးလာမလားပေါ့အဲ့လေပြန်ပြီးစောင့်ကြည့်ရဖို့ရှိလိမ့်မယ်ဗျ အထက်စပိုင်းမှာဆိုလဲကမဆန်တို့ပါအောင်ကျွန်တော်ပြန်ပြီးတော့မျက်နှာသစ်ကစားသမားအနေနဲ့တွေ့ရဖို့ရှိမှာပေါ့ဆိုဒီကစားသမားတွေအတင်းကြီးနဲ့အဲကျွန်တော်ပြန်ပြီးတော့တွဲထားရတယ်ကြာပြီ20ဆင်းနဲ့လည်းကြာပြီပြီးခဲ့တဲ့ကျွန်တော်တို့ဘီပါအောင်နဲ့ရိုဘာလီပွဲစဉ်တွေမှာလည်းအတင်းရဲ့အရန်ဆင်းနေမှာပါလာတာဆိုတော့ဒီကစားသမားတွေလည်းကျွန်တော်တို့မြင်ကောင်းမြင်ရနိုင်တဲ့အနေထားမှာရှိရပြဲအဲ့တော့တေချာရော United ကောဒီပွဲစဉ်မှာအဓိကကစားသမားအစုံနဲ့တော့၃လောက်မှာမဟုတ်ဘူးအဲကျွန်တော်အလုံးစုံ၃၃လောက်လောက်ကိုကျွန်တော်တို့ပြန်ပြီးတော့ rotation လုပ်ပြီးတော့ဒီ၃လောက်တော့၃လောက်တော့ပေါ့နော်ကျွန်တော်မိနစ်60အပြည့်ကစားဖို့တက်ဆိုင်ကျွန်တော်ပထမပိုင်း45မိနစ်လို့မိနစ်60လောက်ထိပဲကစားပြီးတော့ပြန်ပြီးအနားပေးရဖို့ရှိမယ်အဲ့တော့လူစင်း င်းအင်အားရတော့ Chelsea တင်းကပို့ပြီးတော့အသာစီးရနေတာမှန်တယ်ဒါပေမဲ့ Chelsea တင်းရဲ့တိုက်စစ်ပိုင်းမှာလည်းကျွန်တော် Nicolas Jackson ပွဲပယ်ကြောင်းမပါနိုင်ဘူးပြီးတော့ Ankou Kou တို့အဲကျွန်တော် Maguire တို့ဒဏ်ရာရရှိနေတဲ့အတွက်ကြောင့်မို့ number 9 room မှာအဓိကကစားသမားမရှိဘူးဆိုတဲ့အနေထားတော့ Chelsea တင်းရဲ့တိုက်စစ်ကရောကျွန်တော်တောင်ပန်ကစားသမားတွေကိုပယ်မာတို့ရဲ့ twin goal တွေနဲ့ပဲအဲကျွန်တော်တို့အောက်ကွာမယ်ဆိုတဲ့အနေထားမှာတော့နည်းနည်းလေးကျွန်တော်တို့အခက်အခဲများကြုံလာမှာလားပေါ့နော်အဲ့လေးပြန်ပြီးစောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ခင်ဗျာ ဟုတ်ကဲ့ပါကွယ်လက်ရှိဒါလူစင်းအနေထားအရဒါနီကိုလက်ချစ်စင်တွေကလောက်ပါပဲဒါချက်စီအတင်းကအပြောင်းလဲလောက်သွားဖို့ရရှိတယ်ဂျန်နာကတော့သူတို့ရဲ့ဒါအကောင်ဆုံး first line ရဲ့ဆက်တယောက်ကိုထပ်ပြီးတော့၃လအောင်မှာဆိုတော့ဒါကျွန်တော် Manchester United အတင်းကဒါ rotation လုပ်ပြီးတော့ကစားမယ်ဆိုလို့ရှင်တော့ဒီနေ့ပွဲစဉ်ကချက်စီအတင်းတော့ကလူစင်းအင်အားပိုင်းဆိုင်ရာအရာပို့ပြီးတော့တောင့်တင်းမှုရှိတာကိုကျွန်တော်မြင်တွေ့ရမှာပါဆိုတော့တစ်ဖက်က Manchester United အတင်းကတော့သူတို့အနေနဲ့ဒါ rotation လုပ်တဲ့ပုံစံတစ်ခုတော့မြင်တွေ့ရနိုင်တယ်ဆိုပေမဲ့အဓိကသူတို့ရဲ့ခံစစ်ကစားသမားတွေထဲမှာအများကြီးရွေးချယ်စရာတော့မရှိဘူးပြဒါဆိုလူရှော့တန်ရက နေတက်သွားလာတဲ့အခါမှာလူရှော့ရွေးချယ်စရာရှိလာတယ်။နောက်ကျွန်တော်တို့မဂွိုင်းယားတို့လင်ဒီလော့ဖ်တို့လောက်ပဲသူတို့အနေနဲ့ရွေးချယ်စရာရှိသလိုဒါမာဆာရိုရီဝါဒဲထပ်ပြီးတော့ဆော့မယ်ဆိုလို့ရှိရင်တော့ဒီနေ့ပွဲစဉ်မှာသူတို့အနေနဲ့ဒါကျွန်တော်တို့ပွဲပန်းတဲ့ပြဿနာလေးရင်ဆိုင်ရဖို့ရှိတယ်။ဆိုတော့သူတို့အနေနဲ့ဒါကျွန်တော်ခက်စပိုင်းမှာ rotation လုပ်ချင်တယ်ဆိုရင်တော့ပဲအရင်ကြီးလုပ်ဖို့ရလူစင်းအင်အားမများဘူးဆိုတော့တကယ်မျက်နှာသစ်ကစားသမားတွေကိုထည့်ပြီးတော့တုံးမယ်ဆိုရင်တော့ဒါဖြစ်နိုင်ရရှိတဲ့အနေထား။နောက်တစ်ခုရှိတာက3-3ကစားကွက်မှာအဓိက အရေးကြီးတဲ့နေရာတွေကဒါကျွန်တော်တို့ဝင်းဘတ်တွေပေါ့နော်။ဆိုတော့ဒီဝင်းဘတ်ကစားသမားတွေကဒါ minute 60အပြည့်ကိုဒါအတောင်ပိုင်းမှာ အတက်အစင်းလှုပ်ပြီးတော့တကယ်လောအောင်လုံးကောင်းကောင်းနဲ့ကစားရတယ်လို့ဒီကစားကွက်မှာ ဒဏ်ရာရနိုင်ခြေအများဆုံးဒါကျွန်တော် position ကလည်း deposition ပဲပြဆိုတော့အဲ့ဒါကြောင့်ကျွန်တော်တို့ဒါ MDR လို့ဆိုလို့ရှိရင်လည်းဒါတကယ်ပုံစံကောင်းပြနေတဲ့အချိန်ကြတော့မှသူတို့အနေနဲ့ဒဏ်ရာရရှိပြီးတော့နားခဲ့ရတယ်ဆိုတော့ဒီအချိန်မှာဒါ Patrick Togo ကိုလည်းအနားပေးမယ်ဆိုရင်တော့ဒါ MS အပြင်မှာဒါကျွန်တော်တို့ဒါအာမတ်နေရာမှာရောဘ누구အစားထိုးပြီးတော့သုံးမလဲပေါ့နော်ဆိုတော့ဒါလေးကိုတစ်ချက်စဉ်းစားရမယ်ဆိုတော့အကယ်၍ဒီနေရာမှာဒါမျက်နှာသစ်ကစားသမားတွေကိုပဲတောက်လျှောက်သုံးမယ်ဆိုလို့ရှိရင်တော့အရင်ကြီးကျွန်တော်တို့ဒါဒီ position ဒီကစားကွက်နဲ့ကျွန်တော် goal တွေအများကြီးဆိုတာတွင်းဖို့တော့မျောလင်းလို့တော့မရဘူးပြဆိုတော့ဒါပေမဲ့တစ်ခုရှိတာက ဒါကွင်းလင်မှာတော့သူအနေနဲ့ဒါကျွန်တော်တို့အများကြီးပေါ့နော်ဆိုတော့ဒါ rotation လုပ်ပြီးတော့သုံးလို့ရတယ် Fernandez, Ugarte, နောက် Casemiro, Mindu အစားရှိသမီးကစားသမားတွေ rotation လုပ်ပြီးတော့သုံးလို့ရတယ်လို့ရှေးမှာရောကျွန်တော်တို့ဒါ Missing Mount နဲ့ Garnacho အတွဲဝယ်သုံးလာမလားဒါမှမဟုတ်ရင်ကျွန်တော်တို့ဒါ Missing Mount, Mindu ကိုသုံးလာမလားဒါသူအနေနဲ့ဒါ Fernandez ကိုဒီပုံမှာတင်ပြီးတော့ကစားမလားဒါကိုကျွန်တော်ရွေးချယ်စရာရှိတယ်ကျွန်တော်အနေနဲ့ကတော့ဒါ Fernandez ကိုဒီနေ့ပွဲစဉ်မှာအနာပေးသင့်တယ်လို့တော့ခံစားရတယ်လို့ကျွန်တော်တိုက်တဲ့တိုက်စစ်ပိုင်းဆိုင်ရာအရာမှာလဲ White Line ကိုဒါကျွန်တော်အထောင်ထားပြီးတော့ကစားအောင်မလားဒါမှမဟုတ်ရင်ကျွန်တော်တို့အနာပေးအောင်မလားပေါ့နော်ဆိုတော့အရင်ကြီးတော့ ဝိုင်လန်ရဲ့ impact ကအရင်မများတာဖြစ်တဲ့အတွက်ဒီနေ့ပွဲစဉ်မှာတော့ဘယ်လိုပုံစံမျိုးတွေနဲ့ဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ချက်ဆောင်ကြည့်ရမယ်။သိကြတာတစ်ခုကတော့ဒါကျွန်တော်တို့ဒီနေ့လူစရင်မှာတော့ Chelsea အသင်းကတော့ပို့ပြီးတော့အာသာချက်ရှင်ဘယ်လိုပဲအထောင်တိုက်စစ်ကစားသမားမပါဘူးပဲပြောပြောတို့ရဲ့ဒါ Force 9နဲ့တို့ရဲ့ကစားကွက်အရာဒါကျွန်တော်ဂိုးသွင်းယူနိုင်ခြင်းရှိတဲ့ကစားသမားတွေကဒါတစ်သင်းလုံးဖြစ်တယ်ဖြစ်တဲ့အတွက် Manchester United အသင်းကတော့ဒါကျွန်တော်တို့အကယ်၍ဒါရှုံးနေခဲ့မယ်ဆိုလို့ရှိရင်တော့တို့အနေနဲ့အရင်ကြီးကိုပြက်မရှုံးနိုင်ဖို့အတွက်လူစရင်ကိုအကောင်းဆုံးပြင်ဆင်လာဖို့ပဲလိုအပ်တယ်။ဆိုတော့ဒါမှမဟုတ်ဖယ်နဲ့အကယ်၍ဒါကျွန်တော် ဒီပွဲစဉ်ကိုဒါတို့လုံးဝအာယုံမဆိုင်တော့ဘဲနဲ့ရှေ့ကပွဲစဉ်ဒါကျွန်တော်ဘိုလူပွဲဘယ်အာယုံဆိုင်မယ်ဒီနေ့ပွဲစဉ်မှာ rotation ဒါလူငယ်ကစားသမားတွေကိုပဲပွဲထွက်ကစားစေမယ်ဆိုတာမျိုးလဲဖြစ်ကောင်းဖြစ်သွားနိုင်ရည်ရှိတဲ့ပွဲစဉ်တွေပွဲပါ ဟုတ်ကဲ့ပါကိုကျွန်တော်က Chelsea တိနဲ့ Manchester United အသင်းတို့ရဲ့ဒါ Premier League ပွဲစဉ်39အဖြစ်နဲ့ရှင်းပြန်ကစားမယ်ပွဲစဉ် Chelsea အသင်းရဲ့သူတို့ရဲ့အိမ်ကွင်းဒီရသည်နောက်ဆုံးပွဲစဉ်တစ်ပွဲမှာဒါကျွန်တော်တို့အနိုင်ရရှိဖို့လိုအပ်နေတဲ့အသင်းကတော့ Chelsea အသင်းပဲ Manchester United အသင်းကတော့ဒီပွဲစဉ်သူတို့နိုင်ွားလဲဒါသုံးမှတ်ထည့်ပေါင်းသွားတာလို့ပြောလို့ပဲရှိမယ်အရင်ကြီးကျွန်တော်အများကြီးမျှော်လင့်ထားလို့မရသလိုအရင်ကြီးလဲသူတို့အနေနဲ့ဒါကျွန်တော်အရင်အားစိတ်เสียမလို့တဲ့ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်ပြောရမယ်ဗျာဆိုတော့ဒါကြောင့် Chelsea အသင်းတို့ကတော့ပို့ပြီးအနိုင်ရရှိနေတာ အနိုင်ရရှိဖို့လိုအပ်နေတဲ့ပွဲစဉ်ဖြစ်တယ်။နောက်ချက်စီသင်းတို့ကလည်းဒါလူပြေးအင်ပြေးအပြေးကစားနိုင်တဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့အတွက် Manchester United အသင်းအထွက်ကတော့အဖက်ဖက်ကတော့ပို့ပြီးတော့ဒါကျွန်တော်နည်းငယ်နေပါနေတဲ့ပွဲစဉ်တစ်ပွဲလို့တော့ပြောရမှာပြ။ဆိုတော့အကိုရဲ့အမြင်မှာဒီနေ့ပွဲစဉ်ကချက်စီသင်းကဒီရာသီသူတို့ရဲ့အင်ကွင်းနောက်ဆုံးပွဲစဉ်မှာအကောင်းဆုံးဒါအနိုင်သုံးပွဲနဲ့ပြေးသက်တွေကိုဖျော်ဖြေသွားနိုင်မလား။ဒီဘက်က Manchester United အသင်းကတော့မထင်မှတ်တာလေးတွေကျွန်တော်တို့ဒါပြေးသက်တွေမခံမှန်းတော့တာလေးလုတ်ပြသွားနိုင်မလားဆိုတော့အကိုအမြင်လေးနဲ့ကိုရလက်လေးကိုခံမှန်းမိပါအောင်ပြ။ဟုတ်ကဲ့ပါကိုဒီပွဲစဉ်မှာကျွန်တော်ပထမဆုံးကြည့်ရတာချက်စီအကြောင်းဒီပွဲစဉ် န်လုံးဝအသေးချဘောက်ကိုအနိုင်သုံးမှတ်ရရှိမှဖြစ်မယ်ဆိုတဲ့ပွဲတစ်ဖက်က United ကတော့ဒီပွဲနဲ့သူတို့ကဘာမှအရေးမကြီးဘူးနိုင်နိုင်ရှုံရှုံလည်းဘာမှအရေးမကြီးဘူးဒါပေမဲ့ဂုံတိတ်ခါပိုင်းအရာတော့ကျွန်တော်တို့ရုပ်ပြဆင်းပြမရှုံးဘူးတော့လိုအပ်တယ်ဒါပေမဲ့လည်းအဲ့အရာတွေကိုသူတို့ထည့်စင်းသားမှုတဲ့ဆိုင်နောက်လာမယ်ကျွန်တော်တို့စပါးသင်းနဲ့ရိုပါလီဖိုင်နယ်ကပိုပြီးအရေးကြီးရဖြစ်တဲ့ကြောင့်မို့အတိအကျစမ်းမှာ အစုံအလင်ကိုလည်းကျွန်တော်တို့တုံးမှုမရှိသလိုတော်တော်များများအောင်လည်းအနားပိတ်နေတယ်အဲ့တော့ဒီပွဲစဉ်မှာကျွန်တော်တို့ဒီယာဒီမှာပထမအဆုံးပွဲထွက်ခွင့်ရတဲ့လူငယ်ကစားသမားအချို့လည်းကျွန်တော်မြင်တွေ့ကောင်းမြင်တွေ့ရနိုင်တဲ့ပွဲစဉ်တွေပေါ်တော့ကျွန်တော်ထင်မိတယ်အဲ့တော့လူစင်းအင်အားတော့ Chelsea တင်းရဲ့တိုက်စစ်ပိုင်းကနံပါတ်9ကိုကစားသမားဖြစ်တဲ့ Jason တို့ Ankur တို့ Guri တို့မရှိဘူးပဲထားပါအောင်သူတို့အတင်းရဲ့တောင်ပန်နဲ့ကွန်းလင်ကစားသမားတွေခန်စစ်ပိုင်းကကစားသမားတွေရဲ့လှုပ်အားနဲ့လူအင်အားအရာတော့ United ရဲ့အရန်ကစားသမားနဲ့လူငယ်ကစားသမားအင်အားတော့အများကြီးအဆအဆအရာရာအသာစီးရနိုင်မယ်ဆိုတဲ့အနေအထားမှလည်းရှိတယ်ဗျာအဲ့ ဒါပေမဲ့တခုရှိတာက Chelsea အနေနဲ့တော့ PR လေးတော့ရှိတယ်။ဒါပေမဲ့ FPR ကိုတော့သူတို့ဒီအမားတော့ကျွန်တော်တို့မဖြစ်စေဖို့အတွက်တော့လိုအပ်တယ်။ဘာလို့ပြီးခဲ့တဲ့ Newcastle နဲ့ပွဲစဉ်ကအဝေးကွန်းပွဲစဉ်မှာရှုံးနေလိုက်တယ်ဆိုရဲအနေထားဒီပွဲစဉ်မှာတို့ဒီတေးတက်မှတ်လောက်ပဲကျွန်တော်တို့ရရှိသွားခဲ့တယ်။တေးချခဲ့တယ်ဆိုရင်တော့အခက်မသိလို့ပေါ့နော်။တို့တော့တော်တော်လေးကိုနောက်ဆုံးပွဲစဉ်မှာကမ်းမယ်။ Northern Force နဲ့အဝေးကွန်းပွဲစဉ်ကအရင်အရေးကြီးပြီးတော့ PR တော်တော်များသွားမယ်အနေထားဗျ။အဲ့တော့ဒီပွဲစဉ်မှာတော့တို့အနေနဲ့တော့ကျွန်တော်တို့အဲ့လို PR အများကြီးနဲ့ကျွန်တော်နောက်ဆုံးပွဲစဉ်မှာတော့အဝေးကွန်းမှာတော့ရှင်မယ်ကစားကျင်တယ်ဆိုတဲ့အနေထားမှာကျွန်တော်မရှိလောက်ထင်တယ်။အဲ့တော့ United အနေနဲ့လည်းဒီပွဲစဉ်မှာတို့တော့ပါ ဘီယာမမရှိတဲ့အမြန်ကိုသိကပိုင်းရအရေးကြီးရဆိုပေမဲ့လည်းအရန်ကစားမတော်ဝင်များနဲ့လူငယ်ကစားမရဲ့၃လနိုင်မယ်ဆိုတဲ့အနေထားမှာတော့ချက်စီအသိအနည်းနဲ့တော့ပို့ပြီးတော့အနိုင်ရရှိဖို့အတွက်ရေပန်းစားနေတဲ့အနိုင်ရရှိဖို့အတွက်လည်းပို့ပြီးတော့ရကြတဲ့အများရတယ်။ဒါပေမဲ့တခုရှိတာချက်စီအနေနဲ့တော့ဂိုးပြက်ချေပြက်အနိုင်ရရှိဖို့အတွက်တော့ United အနေနဲ့အဲ့လိုမျိုးတော့အဖြစ်ခံမယ်လို့တော့ကျွန်တော်မထင်ဘူး။အဲ့တော့လူငယ်ကစားသမားတွေကစားတဲ့အခါကျလူငယ်ကစားသမားတွေတို့အခွင့်အရေးရရှိတဲ့အခါအကောင်းဆုံးခြေစမ်းပြပြီးတော့အသင်းမှာကျွန်တော်တို့နေရာရရှိဖို့အတွက်ထိုက်တန်နေဆိုတဲ့အနေထားလို့လည်းလုံပြကြနေဆိုတဲ့အနေထားမှာတော့ပုံမှန်ကျွန်တော်တို့စီနီယာကစားသမားတွေထဲတော့လို့အားလုံးကောင်းတဲ့အနေထားလေးကျွန်တော်တွေ့ကောင်းတွေ့ရနိုင်နေ ယ်ဆိုတော့အနေထားလေးလည်းပြင်ပြီးရှိတယ်ဗျအဲ့တော့ဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့ချက်စီးအနေနဲ့တော့နိုင်မှုရှိမယ်ဒါပေမဲ့ချက်စီးအနေနဲ့ဂိုးအများကြီးပြတ်ပြီးနိုင်မှုတဲ့ဆိုင်ရင်တော့အလုံးစုံဂိုးပြတ်ရင်နိုင်တယ်ဆိုတော့ကျွန်တော်နှစ်ဂိုးအတာလောက်ပေါ့နော်အဲ့တော့ချက်စီးအနေနဲ့နိုင်ခဲ့မယ်ဆိုတော့ကျွန်တော်ဒီပွဲစဉ်မှာ United ရဲ့ tactics ပိုင်းအရာအလုံးဖြစ်ခဲ့လို့သင်ကိုပြန်လဲရှာဖွေတွေ့ရှိနိုင်ခဲ့တယ်ဆိုရင်တော့ကျွန်တော်တို့2-1 3-1ဆိုရရက်လက်မျိုးဒါပေမဲ့ United ရဲ့ tactics ကအလုံးမဖြစ်ခဲ့လို့သင်ကိုမရရှိခဲ့ဘူးဆိုရင်ကျွန်တော်တို့2-0ဆိုရရက်လက်မျိုးပေါ့နော်အဲ့တော့ချက်စီးအနေနဲ့ဒီပွဲစဉ်မှာကျွန်တော်2-2 1-3-1ဆိုရရက်လောက်နေအနိုင်ရရှိသွားမယ်ပွဲစဉ်ဒီပွဲလို့ကျွန်တော်ကတော့ခံမမိပါဗျာ ဟုတ်ကဲ့ကွယ်ဆိုတော့ပွဲစဉ်ကပုံမှန်ဒါကျွန်တော်အပေါ်ရမယ်ကြည့်မယ်ဆိုတော့ဒီကြပေါ့ဒါ Chelsea အသင်းအတွက်အနိုင်ရရှိဟိုအပြည့်ဝအခွင့်ရေးရှိတဲ့ပွဲစဉ်တစ်ပွဲလို့ပဲပြောရမယ်ဒါပေမဲ့တစ်ဖက်က Manchester United အသင်းကရှေ့ကပွဲစဉ်ကျွန်တော်နောက်ဆုံးပွဲစဉ်ကိုကြည့်မယ်ဆိုရင်တော့ဒါ West Ham နဲ့ပွဲစဉ်မှာတို့တွေအဓိကကစားသမားတွေဒါကျွန်တော်ရှေ့မှာလည်း Europa League Semi-final ကစားခဲ့တဲ့ကစားသမားတွေကိုပြန်ထည့်ပြီးတော့၃တောင်တွေ့ရတယ်ဒါပေမဲ့ဒီကစားသမားတွေတောင်မှပဲဒါကျွန်တော် Premier League မှာအရင်သူဘာမှမလုပ်ပြနိုင်ဘဲနဲ့ West Ham United အသင်းကိုအိမ်ကွင်းမှာတွေတော့ဒါ2-0ဆိုရရလည်းနဲ့တို့ရှုံးနေခဲ့ရတယ်ဆိုတော့ အနေအထားတွေကြောင့်ဒီပြ Ruben Amorim အနေနဲ့စဉ်းစားကြရတခုရှိတာကဒါကျွန်တော်တို့အဓိက first line ရဲ့ကစားသမားတွေအကုန်လုံးကိုထုတ်မသုံးဘဲနဲ့ဒါကျွန်တော်တို့ဒါ U20 တို့လိုကစားသမားတွေအကုန်လုံးကိုခေါ်ပြီးတော့တသိန်းလုံး line ရဲ့အပြစ်သုံးတယ်ဆိုရင်တော့မဟုတ်ပဲဒီနေ့ပွဲစဉ်မှာအရင်အန်ဩစရာတော့မရှိဘူးပြဒါပေမဲ့တခုရှိတာကဒီလူငယ်ကစားသမားတွေရဲ့ဒါကျွန်တော်တို့ယုံအားပေါ့နော်ဆိုတော့တူအားယုံအားတော့ကျွန်တော်တို့အသင်းကြီးဥပေါ်မှာသူတို့အနေနဲ့ဒါအခွင့်အရေးတွေဒါလူကျင်တာဖြစ်တဲ့အတွက်သူတို့ရဲ့ဒါကျွန်တော်ယုံအားပေါ့ပုံမှန်ထက်ပို့ပြီးတော့နှစ်ဆလောက်ယုံကန်လာမယ်ယုံအားတခုတော့ Chelsea အသင်းကရင်ဆိုင်သွားရဖို့လို့ရှိရနော် ောက်တစ်ခုကတော့အကိုပြောခဲ့သလိုသူတို့ရဲ့ PR ပေါ့ဆိုတော့အကဲဒီနေ့ပွဲစဉ်မှာသာဒါကျွန်တော်တို့ဒါအခက်မသိလို့တရေတွေပါလေးကြသွားခဲ့လိုက်မယ်ဆိုလို့ရှိရင်တော့ပါပဲဒါရာသီကုန်းမှာချန်ပီယံလိဝင်ခွင့်အတွက်သူတို့အစိုးရင်ရတဲ့အနေအထားတစ်ခုတော့ဖြစ်သွားမယ်ဗျာနောက်ပွဲစဉ်တွေမှာပို့ပြီးတော့ကစားရမယ်နောက်ပွဲစဉ်မှာသာဘိုလူပွဲလိုမျိုးကစားရမယ်အနေအထားဆိုတော့ conference league မှာလည်းသူတို့ဘိုလူပွဲကစားအောင်မယ် premier league မှာလည်းဘိုလူပွဲလိုထပ်ပြီးတော့ကစားအောင်မယ်ဆိုတော့ဒါကစားသမားတွေအနေနဲ့ကလည်းပို့ပြီးတော့ဒါ PR များလာမှာဖြစ်သလိုပို့ပြီးတော့ပွဲပန်းတဲ့အနေအထားတွေလည်းကျွန်တော်ဖြစ်သွားနိုင်ခြေရှိတာဖြစ်တဲ့အတွက်ဒီနေ့ပွဲစဉ်ကသူတို့အကောင်းဆုံးဒါကစားပြီးတော့ဒါအနိုင်ရလက်တစ်ခုကိုဒါပေါ် ါ်ဆောင်နိုင်ရမယ်ဆိုလို့ရှိရင်နောက်ပွဲစဉ်တော့တောင်းတသာကစားမယ်အနေအထားတစ်ခုဆိုတော့ချက်စီအသင်းကလည်းဒီအခွင့်အရေးတော့လက်လွတ်ခံမယ်တော့မထင်ဘူးနောက်ကျွန်တော်အိမ်ကွင်းလည်းဖြစ်တယ်ယာဒီနောက်ဆုံးအိမ်ကွင်းလည်းဖြစ်တာဖြစ်တဲ့အတွက်အဲ့ဒါချက်စီအသင်းတော့ကတော့ပို့ပြီးတော့ဒါအရေးကြီးတယ်ပို့ပြီးတော့လည်းအနိုင်ရရှိဖို့ရာဒါကြောင့်ရာခိုင်နှုန်းများတယ်ဆိုပေမဲ့ Manchester United ဘက်ကတော့လူငယ်တွေရဲ့ပောက်ကွဲအားတစ်ခုပဲကျွန်တော်မျှော်လင့်လို့ရမယ်ဗျဆိုတော့အကယ်၍ဒါလူငယ်တွေကလည်းဒါကျွန်တော် chance ကိုအရင်ကြီး ။ဒါတို့အနေနဲ့ဒါကျွန်တော်တို့ပုံမှန်ထပ်ပို့ပြီးတော့မကြိုးစားခဲ့ဘူးဆိုလို့ရှိရင်တော့ဒေဂျာဘောက်ချယ်ဆီအသင်းကတော့အနိုင်ရရှိတော်ဖို့ရရှိတဲ့ပွဲစဉ်တစ်ပွဲလိုပဲကျွန်တော်တို့ပြောရမယ်။ဆိုတော့ပွဲချင်းအတွင်းထဲမှာဆိုချယ်ဆီအသင်းကအနိုင်ရရှိခဲ့မယ်ဆိုရင်တော့ဒါနှစ်ကိုးပြက်လောင်းတဲ့ဒါဖြစ်သွားဖို့ရှိတဲ့ပွဲစဉ်တစ်ပွဲဖြစ်ပြီးမန်စတာယူနိုက်တက်အသင်းကအကယ်၍ဒါကျွန်တော်တို့လူငယ်ကစားသမားတွေကိုဒါတိုက်စစ်ပိုင်းနဲ့ကွင်းလှယ်ပိုင်းမှာကျွန်တော်အများပြားသုံးမယ်ဆိုရင်တော့ကိုပြန့်ပြီးတော့ရရှိနိုင်ခြင်းရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ဒါတစ်ဖက်ကစီနီယာကစားသမားတွေနဲ့တွဲသုံးမယ်ဆိုလို့ရှိရင်တော့ဒါ ကိုရရှိဖို့တောင်ခက်ခဲသွားနိုင်ကြီးရှိတဲ့ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်ပြောရမယ်ဆိုတော့ဒါချက်စီတင်ရတာအနိုင်ရရှိခဲ့မယ်ဆိုလို့ရှိရင်တော့ဒါ 2C ဆိုတဲ့ရလက်တစ်ခုလောင်းတဲ့အနိုင်ရရှိသွားပြီးရရှိပြီးတော့ Manchester United ဘက်ကနေကျွန်တော်တို့ကြည့်ရမှာကဒါကျွန်တော်လူငယ်တွေရဲ့ပေါက်ကွဲအတစ်ခုပဲဖြစ်တာဖြစ်တဲ့အတွက်အကယ်၍ဒါကျွန်တော်တို့ဒီလိုမျိုးမဟုတ်ဘဲနဲ့ဒါ Senior Junior ဒီလိုမျိုးတွဲဖက်ပြီးတော့တုံးလာမယ်ဆိုလို့ရှိရင်တော့ထူးမခြားနာတဲ့ Manchester United အသင်းဒါ Premier League မှာထူးမခြားနာတဲ့အသင်းတစ်သင်းကိုပဲဆက်လက်မြင်တွေ့သွားပြီးရရှိပြီးတော့ချက်စီတင်ရပဲအင်ကွင်းမှာဒါနှစ်ဂိုးလောက်အတာနဲ့အနိုင်ရရှိသွားပြီးရရှိပါတယ်ဗျ ဟုတ်ကဲ့ပါကွယ်ကျွန်တော် Chelsea အသင်းနဲ့ Manchester United အသင်းတို့ရှင်ပြိုင်ကစားကြမဲ့ Premier League ပွဲစဉ်38ရက်ပွဲစဉ်လို့လည်းချက်တော့ပြောပြပြောင်းပြဟုတ်ကဲ့ပါကွယ်ဒီပွဲစဉ်ကတော့ Premier League ပွဲစဉ်38ရက်အဖြစ် Chelsea အသင်းနဲ့ Manchester United တို့ကအခုလာမယ့်တောက်ကြံနေညစနေနေ့နနက်တနာရီနဲ့၄ဆန်း၅မိနစ်မှာရှင်ပြိုင်ကစားကြမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ Chelsea အသင်းနဲ့ Manchester United အသင်းတို့ရှင်ပြိုင်ကစားကြမဲ့ Premier League ပွဲစဉ်38ရက်ပွဲကြို3တစ်ချက်စီစဉ်မဲ့ဖြစ်ပါတယ်နောက်ထပ်ပွဲစဉ်နဲ့တူလည်းပြန်လာခဲ့ပါဦးမယ်ဗျာ